ဇလန်းဆမှာတော့ဘီဂျဲနယ်ပွေဟာအပြင်းအထန်တိုက်ခိုက်ဖို့စကားကိုအရင် အပြန်အလှန်စစ်ခင်းနေခဲ့ကြပါတယ်။ဒီဘက်ကတော့မွေးဖွားခြင်း၊ပြေဆုံးခြင်း၊စောင်းဝိုင်းတစ်ခုကိုဖန်တီးတာပြီးလောကကြီးကိုကယ်တင်နေတဲ့ဆုံးရည်ပဲဖြစ်ပါတယ်။နောက်ဘက်ကတော့လောကကြီးကိုစိတ်ထင်တိုင်းရှောက်လုပ်တဲ့ချမ်းတီပဲဖြစ်ပါတယ်။ဘီဂျဲနယ်ရောက်စကားပြန်လဲစစ်ခင်းပြီးတဲ့နောက်အပြင်းအထန်တိုက်ခိုက်ကြပါတော့တယ်။အစာပိုင်းမှာတော့သွေးမှုလေးချိန်ခံဆင်းတယ်လို့တိုက်ခိုက်နေပေမဲ့ အချိန်ကြာလာတာလဲ DJ တွေကသူတို့ရဲ့အပြင်းအထန်ဆုံးတိုက်ပွဲတွေကိုထုတ်ခါတိုက်ခိုက်ပါတော့တယ်။ DJ ချန်ဒီကနေစပြီးချမ်းလက်ကိုဒါအမည်ရှိတိုက်ပွဲကိုထုတ်တိုက်ခိုက်လိုက်ပါတယ်။ DJ ဆုံးဤကလည်းရှောင်းနှိမ့်လိုက်ပြီးတည်ရင်းရှင်ချင်းပြက်သုံးစီတိုက်ပွဲနဲ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒီဘဲကလည်းလောကကြီးကိုမင်းဖြက်စီမှအာရမကြည့်နေနိုင်ဘူး။အရဲတာသွားလိုက်တော့ပြောကသူ့ရဲ့အပြင်းအထန်ဆုံးတိုက်ပွဲဖြစ်တဲ့ပြန်လည်မွေးဖွားခြင်းပြက်သုံးစီတိုက်ပွဲကိုထုတ်တိုက်လိုက်ပါတယ်။ ။ဒီကျဲချန်ဒီကလည်းသူ့ကိုမော်လက်လက်တွေကိုတုံးရတာပဲသိပြီးတကယ်လက်လက်ကြရင်မင်းကငါပြိုင်ပြန်မဟုတ်ဘူးပြောက။သူလည်းပဲအပြင်းထန်ဆုံးတိုက်ပွဲဖြစ်တဲ့ကိုမျိုးမဟုရမိုးချိုတိုက်ပွဲကိုထုတ်ခါပြန်တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတိုင်းခွက်တီရဲ့ထိတ်တက်ရင်ဆိုင်မှုစွမ်းအားအရန်ပြင်းထန်စွာပေါက်ကွဲခဲ့သလိုချန်ဒီလည်းတောက်ွယ်သွားခဲ့ရပြီးဆုံးယူလည်းပြန်လည်မွေးဝါချင်းဦးနဲ့ကာကွယ်လိုက်ရပါတယ်။ဒါပေမဲ့မွေးဝါချင်းဦးနဲ့လည်းမတားနိုင်ခဲ့ပြီး သူလည်းမလွတ်မြောက်နိုင်ခဲ့ပါဘူး။အဲအချိန်လေယာဉ်နယ်ထဲမှာဝိညာဉ်တကောင်ဟာလေလွတ်နေခဲ့ပါတယ်။ဒီကျဲလဲဒါဟာအလဲပြောင်းဖြစ်ရမယ်ဆိုကဝိညာဉ်နယ်လူကိုထိန်းချုပ်လိုက်ပြီးပြန်လည်မွေးဖွားခြင်းဆက်ဝိုင်းကိုထိုးလိုက်ပါတယ်။ဝိညာဉ်ဟာဒီဇလန်ရဲ့ MC လဲဖြစ်ပါတယ်။ MC ကဒီကျဲကိုဘသူလဲသူကရောဘယ်ရောက်နေတာလဲဆိုပြီးမေးလိုက်ပါတယ်။ဒီကျဲကလည်းမင်းကတည်ပြီးတဲ့လူမင်းရဲ့ဝိညာဉ်ကဒီမှာလေလွတ်နေတာကံကြမ္မာအရာ ဒီပြန်လဲမွေးဖွားခြင်းအိုးလေးနဲ့မင်းကိုငါကယ်တင်ပြီးလို့ရတယ်လို့ပြောလိုက်ပါတယ်။အဲကြမှာ MC လဲရင်းနေနေတဲ့ကလေးကိုကယ်ဖို့ကြိုးစားရင်းရင်းနေသွားတာကိုဖတ်မိသွားပါတယ်။သူလဲတေးပြီဆိုတော့အမေကိုတနေခဲ့ပါတယ်။ဒီကျဲကလဲရှင်းပြနေဖို့အချိန်မရှိဘူးဆိုကသူကြင်ညာထားတဲ့တိတ်ဆိတ်ခြင်းသားနဲ့ရင်းရံစည်းချမ်းကို MC ကိုတင်ပေးလိုက်ပါတယ်။တိတ်ဆိတ်ခြင်းသားကစိတ်ထက်သန့်မှုရှိရင်ဒါကိုလက်ခံနိုင်ပါလိမ့်မယ်။ MC လဲ ဓာတ်တိုင်းချမ်းကိုတင်ယူလက်ခံရရှိနိုင်ပြီးနောက်ဒီကျဲကိုတင်ခပေးဖို့ပတ်စံမရှိဘူးခမားကကျွန်တော်ကိုလာပေးတာနော်လို့ပြောနေချိန်မှာပဲဒီကျဲခန္ဓာကိုကတပြေးပြေးပြက်ွယ်လာလာကိုတွေ့လိုက်ရပါတယ်။သူကကြက်စည်းပြက်သုံးသွားပြီးပြန်လည်မဝင်စားနိုင်တော့ပါဘူး။ခန္ဓာကိုကတစစီလွင့်ပြယ်နေခဲ့ပါပြီ။ထို့ကြောင့်ပြန်လည်ရှင်သန်မှုအခွင့်အရေးကို MCC ပေးလိုက်ပါတယ်။ထို့နောက် သူ့ကိုပြန်လှုပ်လိုက်ပြီးပြန်လည်မွေးဖွားခြင်းအိုးကတက်တူတွေကိုဝါမြူတယ်။ဆက်ပြီးသူ့ပြင်နေရင်မင်းလေးကျင်တာကိုမြန်အောင်ကူညီပေးတိုင်းလဲပြန်လည်လဲကောင်းမွန်စေတယ်လို့မှားလိုက်ပါတော့တယ်။နောက်တစ်ခါမှတော့မင်္ဂလာဆောင်တဲ့အိမ်မှာအလင်းနဲ့တစ်ခုကြာရောက်လာခဲ့ပါလေ။ထို့နောက် MC လဲလိုးလာတဲ့အခါမှာတော့ဒရိုသာဝိစုံကြီးနဲ့ဖြစ်နေခဲ့ပါတယ်။ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးဘယ်ရောက်နေပြန်ပြီလဲ။ဘဝကူးသွားတာမဟုတ်ဘူးမလားလို့ခုပါကူတာပြန်မင်းနေချင်း ကရင်ချင်းရင်မှာ မင်းကလေးတယောက်ကိုတွေ့လိုက်ရပါတယ်။မင်းကလေးကတုံးကရှင်ဘဝကူလာမကူလာတော့မသိဘူး။ရှင်ကတော့ကန်ဆိုးမှုတွေကြားရောက်တော့မယ်လို့ပြောလိုက်ချိန်မှာရှင်ဝီကျိုးခွေးမသားလို့ဇဲတန်တဲ့အတူတကားဘဝမှာလူပြေရောက်လာခဲ့ပါတယ်။ရောက်လာတဲ့သူကသူ့ရောက်ကတိဖြစ်ပြီးဒီနေ့သူ့သမီးရဲ့ကြီးကျယ်တဲ့မင်္ဂလာပွဲလေးကိုမင်းကဒီလိုလုပ်ဖို့တင့်လာလို့ပြောကအပြစ်တင်လိုက်ပါတယ်။ဝူကျိုးလည်းလန့်သွားပြီးမင်းကလေးကလည်း သူနဲ့ချင်းမော့ကတကယ်ညီမကောင်းနေပါဆိုပြီးမျက်ရည်ကန်ထိုးနေခဲ့ပါတယ်။ဘူဂျိုးလည်းသူလင်ကန်အားသာကိုရှင်းပြဖို့တိုင်ပတ်နေခဲ့ပါတယ်။ယောက်ကတိကလည်းသူ့ကိုအိမ်ပေါ်ကနေမောင်းထုတ်ဖို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းချင်းအိမ်တော်ရဲ့မင်္ဂလာပွဲဟာအဲပရိသတ်အနေနဲ့ဆီကားနေခဲ့ပြီးသမလောင်းရှာလိုက်တာကိုချင်းမိုးနဲ့သူကချင်းမော့ကဲရဲတဲ့သူကကဲရဲနဲ့တယောက်တစ်ပေါက်လည်းဖြစ်နေခဲ့ပါတယ်။ အဲအချိန်မှာအိမ်ပေါဝကလည်းဒလူသားဝင်ကျူတယောက်ကံကြောက်မောင်းလို့ခံလိုက်ရပါတယ်။အဲပိသက်အကုန်လုံးကသူ့ကိုဝိုင်းကြည့်ကြပြီးဒီညဒလူသားကဘလို့လုံပြီးချင်းအိမ်တော်ကလည်းကံထုတ်ခံလိုက်ရတာလေမိကုန်းတွေထုံနေခဲ့ကြပါတယ်။သတင်းကြားတဲ့လူကလည်းရှူဝီကျူကချင်းချင်းမော်ရဲ့သူငယ်ချင်းကိုခြေတော်တင်မှုကျူစားတာဒီနေ့လေအဲ့သူငယ်ချင်းမင်းကလေးရောက်နေတော့အိယာထဲမှာအတင်းအနမချင်းတာမဟုတ်ဘူးမလားလို့ပြောဆိုနေခဲ့ကြပါတယ်။ လက်ဆောင်တွေတန်ယူတဲ့လူကလည်းယူအပြစ်တင်တဲ့လူကလည်းတယောက်တစ်ပေါက်ဖြစ်လာခဲ့ပါတယ်။အဲ့အချိန်မှာလဲဒရိုးသမီးရောက်လာခဲ့ပါတယ်။ဒရိုးသမီးရုပ်ကို꿰ထားခဲ့ပြီမလဲခန္ဓာကိုယ်အချိုးစားကအရန်လဲအရန်မိမိုင်းနေခဲ့ပါတယ်။ဇလန်းကိုအဆုံးထိကြည့်ခဲ့ပြီလို့လည်းကျေးဇူးတင်ပါတယ်။နောက်ထပ်အပိုင်းတွေဆက်ကြည့်နိုင်မှုကျွန်တော် channel လေးကို subscribe လုပ်ထားပေးဖို့မြတ်တာရက်ခံကြပါတယ်။